ောင်းနေတဲ့နေရာကကျွန်တော်တို့ကမွန်တန်းကျေးရွာအုပ်စုပေါ့နော်ဒါကဆောက်လုပ်ခွင့်ဆိုင်းဘုတ်ကိုဖတ်ပြပြီးဘူးလက်လှဆွေကိုလက်စားခြေလိုက်တာပဲဖြစ်ပါတယ်ဒါအခုကျွန်တော်ရောက်နေတဲ့နေရာကကျွန်တော်တို့ကမွန်တန်းကျေးရွာအုပ်စုပေါ့နော်ဒါကတိစိတ်ပင်ကျေးရွာပေါ့တိစိတ်ပင်ကျေးရွာအဓိကအပြည့်ကကျွန်တော်တို့ကလိုင်းပေါ်မှာပြောနေကြတဲ့ဟိုအစ္စလာမ်ဘာလာဝင်ကိုယ်ပဲဗလီစောင့်နေပါတယ်ဆိုတဲ့နေရာကို ကျွန်တော်တို့ကသွားကြည့်မလို့ဖြစ်တယ်เนาะအခုဒါကကျွန်တော်ဒီကနေဝင်ရမှာပေါ့ဒီကနေဝင်သွားလို့ရှိရင်ဟိုဘက်ဒီကနေပြီးတော့ဒီလိုသွားရမယ်လို့ပြောတယ်ဗျဒီကသွားလိုက်ဟိုအနောက်ဘက်မှာလို့ကျွန်တော်တို့ပြောတယ်အဲ့ဒါလေးကိုကျွန်တော်တို့နဲ့အတူတူလိုက်ခဲ့ပါเนาะကျွန်တော်တို့သူတို့ဗလီဆောက်နေတာတရားဝင်ဆောက်တာလားနိုင်ငံတော်ကချပေးပြီးတော့ဘယ်လိုဆောက်တာလဲဆိုတော့ကျွန်တော်တို့သွားရောက်ကြည့်ရှုမယ်သွားရောက်မင်းမြန်းမှာဖြစ်ပါတယ်ဗျာเนาะကျွန်တော်နဲ့အတူလိုက်ခဲ့ပါကျေးဇူးတင်ပါဗျာဘုရားကျွန်တော်တို့ကဒီသူတို့ နေပြီးတော့မှဗလီစောက်နေတဲ့နေရာပေါ့နော်ဗလီစောက်နေပါဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားနေတာပေါ့နော်သွားနေဆိုတော့အဲအဓိကပြင်းတော့ဒီနေရာရဲ့သဘောတရားတော့လက်ရှိဒါပါနေရဒီစဒီစိတ်ပြင်းဒီစိတ်ပြင်းဂျေးရောကမောနန်ကမောနန်အုပ်စုပေါ့နော်ကမောနန်အုပ်စုသူကတော့အဓိကကျွန်တော်တို့ဒီဘောကစီတီကာဝင်းနဲ့ဒီဘက်ကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းအောင်နဲ့ညနေချင်းဆိုင်ပေါ့နော်မြို့ဆောင်လမ်းပေါ့အဲအဲ့ဒီဘက်မှာရှိတယ် တို့ကတော့နည်းနည်းလေးတိတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲနည်းနည်းကြောင်ကြတယ်လို့ပြောလို့ရမှာနော်ကြောင်ကြတယ်ဆိုတဲ့နေရာပေါ့နော်ဒီတစ်စိတ်ပင်ကြေးပါဆိုပေမဲ့ဒီမှာကတော်တော်များများကဟိုအင်ဂျီပိုလို့ခေါ်မလဲစိတ်ယုံနေပေါ့နော်ကျွန်တော်တို့ဟိုစိတ်ယုံနေနော်ဂိုဒေါင်တွေများတာပေါ့ဒီနေရာစိတ်ယုံနေဂိုဒေါင်တွေများတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့လေခွက်တွေလေခွင်းတွေ ਨੇ များတယ်ဆိုတော့လမ်းမအယူတော့တော်တော်ထွက်ရတယ်တော်တော်ထွက်ရတယ်ပေါ့နော် ဆိုတော့အဲ့နေရာကိုကျွန်တော်တို့အခုမဲသွားပြီးတော့သွားရိုက်ပြမှာဖြစ်ပါတယ်ဗျာနော်အားလုံးမင်္ဂလာပါဗျာကျွန်တော်အခုရောက်နေတဲ့နေရာကအခု online ပေါ်မှာပါ online blue home လဲတယောက်နဲ့တယောက်ဝိဝါဒကွဲနေကြတဲ့ကျွန်တော်တို့ဗာလဲဗလီစောက်မယ်ဆိုတဲ့နေရာကိုရောက်နေတာဗျာလာငတ်တူလားရိုက်တယ်ကဥနောက်လိုက်ရိုက်ဥနောက်လိုက်ရိုက်အဲ့တော့ကျွန်တော်ကဒီမှာသူကတော့ဒီမှာ sign board မှာ sign board မှာရေးထားတာကတော့ကျွန်တော်တို့ဒီမှာက မေပြီးတော့စီပင်တရားရေးကော်မတီခွင့်ပြုချက်ပြင်ဆောက်လုပ်တယ်တဲ့ခွင့်ပြုအမှတ်က1325245ပေါ့နော်မြန်မာနိုင်ငံရှိ အစ္စလမ်ဘာသာဝင်များအတွက်သာသနာပြုလုပ်ငန်းဆောင်ရွက်ရန်မြေနေရာလျှောက်ထားသူတဲ့ဦးတန်းထွန်းနဲ့နော်ဘောဂဝတီရက်ွက် ပြင်မနာမြို့ဒီဘက်ကရိုက်ဒီဘက်ကရိုက် ဆိုတော့ဘောဝင်ပြင်းမနာမြို့နယ်တဲ့34ကင်မွန်တန်ရက်ပေါ့နော်အစာဦးဆိုင်ရာအချက်လက်များကအမျိုးအစားအထက်အမိုးခြံစည်းဦး RC RC plus တန်မှန်အစ်အတိုင်းတာကဒါကဒါပြောရတော့ဒါကကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေဝတ်ပြုဖို့အတွက်ဒါအစာဦးဆောက်လို့ဖို့ပေါ့နော်ဒါဒါပြင်ဆင်နေကြတာပေါ့ဆိုတော့ကျွန်တော်တို့ကဒါကဘာလို့ဆိုတော့ဒီ line ပေါ်မှာကျောင်းတစ်ယောက်ဘလူးခေါမလဲမလူလားအတ္တာတွေနဲ့ဟိုပြဿနာတွေဖြစ်လာမှာဆိုလို့ဒါကျွန်တော်တို့ကဒါဟောင်းင်းဖြစ်တာ ဒါတော့ပြောရအောင်ဒီနေရာကတော့ဟိုလူနေလဲတိတ်မရှိဘူးဟိုအနောက်ဘက်မှာဆိုလို့ရှိရင်တောင်တန်းတွေရှိတယ်ဒီဘက်မှာဆိုရွာတွေရှိတယ်ဟိုဘက်မှာဆိုလဲကျွန်တော်တို့စိုက်ခင်းတွေပဲရှိတယ်ဗျာ